အားလုံးပဲမင်္ဂလာနေ့လည်ကင်းလေးဖြစ်ပါစေကျွန်တော်ကတော့ group 4ကခက်မီတာဖြစ်ပြီးတော့တခြား member တွေကတော့အမ်မြင့်မြတ်ပုံစံနဲ့မြဲရင်တော်မောင်တို့ပဲဖြစ်ပါတယ်ဒီနေ့အဲဒီနေ့ကျွန်တော်တို့အတင်းကတော့ chapter 7 ratio proportion နဲ့ percent အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ် next slide please ဒီနေ့ present presentation မှာပြပြသွားမယ့်အကြောင်းအရာတွေကတော့ introduction uh, understanding ratio understanding proportion uh, understanding uh, percent critical analysis conclusion question and answer section တို့ပဲဖြစ်ပါတယ် uh next slide please presentation မစတင်ကမှာဘာကြောင့်ဒီ chapter ကိုရွေးချယ်ခဲ့ရတယ်လဲဆိုတော့ meta software ကာလအပြီးမှာပထမလမှာအဒီ chapter ကိုတင်ခဲ့ပါတယ်ဒီလအတွက် chapter 7ကိုမိမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့အကျွန်တော်အနေနဲ့ manly test အတွက်ဒီ chapter ကို review ပြန်တော့အချင်းဖြစ်ပါတယ် introduction အနေနဲ့ဒီ chapter မှာပါဝင်တဲ့ main ကောင်းတွေကိုပြပြသွားမှာဖြစ်ပါတယ်အာ uh, understanding ratio အဲ့မှာဆိုရင် rule for writing a ratio understanding unit rate uh, equivalent ratio comparing ratio uh, understanding proposition. Amazon finding the missing value in a proportion. understanding percent. uh, relating uh, Amazon relating decimal, fraction, and percent. solving percent problem. No. The next slide, please. Ratio, proportion, and percent. By, 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 ိုင်းကိန်းနေရတော့အချိုးတွေဖြစ်နိုင်တယ် ratio ဆိုတာကတော့တူညီတဲ့အချိန်ရေဒါမှမဟုတ်အာကိန်းတစ်ခုကိုနှိုင်းယှဉ်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်အာပမာဏတစ်ခုကြာဆက်သွယ်တယ်လို့လည်းဆိုနိုင်ပါတယ် proportion ဆိုတာကတော့ ratio တွေကိုနှိုင်းယှဉ်တာဖြစ်ပြီးတော့အာ percent ဆိုတာကတော့တရားပေါ်မှာအခြေခံပြီးတော့ဘယ်နှပုံရှိလဲဆိုတာကိုအာနှိုင်းယှဉ်တာဖြစ်ပါတယ် understanding ratio အာအချိုး h2y ကို အချိုးအာ h အချိုး y တို့မဟုတ် h by y ဆိုပြီးတော့ပေါ်ပြနိုင်တယ် ratio ratio ကို true fresh ရင် colon ဆိုပြီးတော့သုံးမျိုးရေးနိုင်တယ်ဒီလိုပမာဏနှစ်ခုမဟုတ်ဘဲနဲ့သုံးခုဖြစ်မယ်ဆိုရင်ဟာအချိုးနဲ့ပဲရေလို့ရမယ်ဥပမာဆိုရင်4 liter to 3 liter to 5 liter ဆိုရင်4အချို3အချို5ဆိုပြီးရေးပြရပါမယ် next slide please rule for writing a ratio အချိုးတွေကိုရေးဖို့ဆိုရင်အခြေခံ rule သုံးခုရှိရပါမယ်ပထမဆုံးကတော့အငယ်ဆုံးနဲ့အကျဉ်းဆုံးနှိရှင်းတာဖြစ်ပါတယ်နှစ်အချို၈ကိုအငယ်ဆုံးနှိအငယ်ဆုံးနဲ့အကျဉ်းဆုံးနှိရှင်းမယ်ဆိုရင်1/4ရပါတယ် အဒုတိယတစ်ခုအနေနဲ့ကိန်းတုအချိုနဲ့လာမယ်ဆိုရင်အကိန်းတုအတိုင်းပဲအဖြေထုတ်ပြရပါမယ်။စနစ်အချို၈ကိုရှင်းမယ်ဆိုရင်လည်း3အချို2ဆို2ရပါတယ်။အဟိုးနံပါတ်နဲ့လာမယ်ဆိုရင်လည်းကိန်းတုအတိုင်းပဲအဖြေထုတ်ပြရပါမယ်။အဲ uh, 24အချို6ဆိုရင်အဲ uh, 24အချို6ကိုရှင်းမဲ့ဆိုရင်4.1ရပါတယ် example ကတော့အောက်မှာဖော်ပြဖော်ပြပေးထားပါတယ် next slide please အဲ uh, NSN unit rate အဲ rate နဲ့ ratio ကတော့ true ပဲဖြစ်ပါတယ်အဲ unit rate unit rate ကတော့ပမာဏတစ်ခုကအခြားပမာဏတစ်ခုနဲ့အခြားပမာဏတစ်ခုရဲ့ unit တစ်ခုကိုနှိုင်းရှင်တော့နှိုင်းရှင်တဲ့နှုန်းဖြစ်ပါတယ်အဲတိုင်းတာ my per hours dollar per pound or paper per house ဆိုပြီးတိုင်းတာလို့ရပါတယ်အသုံးများတဲ့အသုံးအသုံးများတဲ့အသုံးနှုန်းကတော့ p ရ per ဆို per ဖြစ်ပါတယ်အဲတစ်ခါတည်းရမှာအရင်းဆောင်နဲ့လည်းရေးပါတယ် အဲ unit price unit unit rate ရဲ့ unit rate ရဲ့အတုံးများဆုံးအတုံးလုံးဖြစ်တယ် unit price ကတော့ price per unit ဖြစ်ပြီးတော့ total amount ကိုလိုချင်ရင်တော့ unit price နဲ့ quantity ကိုမျှောက်ပေးရမှာဖြစ်ပါတယ် example ကတော့အောက်မှာဖော်ပြဖော်ပြပေးထားပါတယ် next slide တွေကိုတော့အာမြင့်မြတ်ခွန်ဆိုတာတင်ဆက်ပေးသွားဖြစ်ပါတယ် equivalent ratio equivalent ratio က demo demo တူညီတော့အချိုးများဆိုလိုပါတယ်ဖြစ်ပါတယ် equivalent ratio ကိုရှာဖွေခြင်းအချိုးကိုတူညီတော့ခင်ကဏ္ဍနဲ့မြောက်ချင်းသို့မဟုတ်စာတင်းများပြုလုပ်ပြီးရှာဖွေနိုင်ပါတယ် combined ratio combined ratio နဲ့အပိုင်း၃ပိုင်းခွဲခြားထားပါတယ်နံပါတ်1အာ ratio weight common denominator အချို့မြောက်ပုံပိုင်းဖြစ်ခြင်းနိုင်ရှင်ခြင်းရဲ့နံပါတ်2 unit ratio unit များကိုအသုံးပြု၍နိုင်ရှင်ခြင်းနံပါတ်3 ratio weight common numerator အချို့မြောက်ပုံပိုင်းဖြစ်ခြင်းနိုင်ရှင်ခြင်းကိုအသုံးပြုခွဲခြားထားပါတယ် next slide please understanding pro, uh, proportion uh, uh, proportion ကတန်မိုးတန်မိုးတူညီတဲ့အချိုးနှစ်ခုသို့မဟုတ်တန်မိုးတူညီတဲ့ကိန်းကိန်းရှင်ကိန်းများကိုဆိုလိုပါတယ် cross multiplying cross multiplying ကအချိုးနှစ်ခု proportion တစ်ခုဖြစ်မဖြစ်စစေးရန်နဲ့ဖြစ်စေးရန်နဲ့ promotion တစ်ခုတွေပြောင်းပြောင်းနေတော့တန်မိုးကိုရှာဖွေရန် missing နဲ့မှာ missing ကိုရှာဖွေရန်ဖြစ်ပါတယ် promotion တစ်ခုတွေတန်မိုး၄ခုရှိပါတယ်တန်မိုး၄ခုတွေက၃ခုကိုသိရင်ကျန်တဲ့တန်မိုးတစ်ခုကိုရှာဖွေနိုင်ပါတယ် next slide please uh, finding the missing value in the proportion uh, ပြောက် uh, missing number ကို n တို့မဟုတ်အခြားအခရာတစ်ခုပြည်ရေးသားရေးသားနိုင်ပါတယ်အဲ cross multiplying ကိုအသုံးပြုညီညာချင်းများကိုလည်းဖြည့်ရှင်းပြီးတော့ဖြည့်ရှာနိုင်ပါတယ် uh, understanding percent 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 ကခဏန်းတစ်ခုကြီးအဓိကအစိပ်ပိုင်းကိုဖော်ပြရရင်အခြားဖော်ပြရရင်ဒီလမ်းတစ်ခုဖြစ်ပါတယ်ဒီလမ်းဒီအဲ့ဒီလမ်းကကိန်းရှင်းများနဲ့ကိန်းရှင်းများနဲ့တသမကိန်းများနဲ့လည်းတူညီပါတူတူဖြစ်ပါတယ် 100 in the denominator greater than uh, number but of out of 100 best uh, percent represent 1 by 100 25 percent equal to 25 multiply 1 by 100 equal to 25 by 100 next slide please uh, relating decimal uh, fraction and percent writing writing a percent as a fraction percent if your fraction uh, ်ပါဆန်ရင်တင်ကေတာကို1100နဲ့အစားထိုးပေးရုံပါပဲ XML ကိုတော့အောက်မှာဖော်ပြထားပါတယ် writing writing a person as a decimal ပါပါဆန်နေ decimal ကိုပြောင်းခြင်းပါဆန်နေ decimal ကိုပြောင်းခြင်းနဲ့ဆိုရင်ရှင်ပါဆန်ရင်တင်ကေတာကိုဖယ်ပြီးရော100တရားအစားထိုးပြီးတော့စားပြီးလေအောင်ပါပဲ XML ကိုလည်းအောက်မှာဖော်ပြပေးထားပါတယ် next slide please writing writing a fraction as a parser fraction နဲ့ parser ကိုပြန်ပြောင်းမယ်ဆိုရင်ပြောင်းခြင်းရတယ်ဆိုရင်ရင် ာဖရန်ရှင်ဟိုရာကိုင်းတော့ဖရန်ရှင်ဟိုတရားနဲ့မြောက်ပြီးတော့ရာကိုင်းတော့ထည့်ပေးလိုက်ရာကိုင်းတော့ရင်တင်ကြတာပါဆန့်ရင်တင်ကြတာထည့်ပေးလိုက်အောင်ပါပဲ writing writing a decimal as a percent decimal ကနေပါဆန့်အောင်ပြောင်းကျင်နေဆိုရင် decimal ရေဟိုတရားနဲ့မြောက်ပြီးတော့တရားနဲ့မြောက်ပြီးတော့တသမတင်ဟာပြန်နဲ့မြောက်ပြီးတော့ decimal ရေညာဘက်ကိုနဲ့နေရရွှေ့ပြီးတင်ကြတာပါဆန့်ရင်တင်ကြတာထည့်ပေးလိုက်အောင်ပါပဲအဲ now slide ကိုတော့နိုင်နေအောင်ဆက်ရှင်းကြပါပြပါလေး အခုပြောမှာကတော့ solving person problems ပဲဖြစ်ပါတယ် identifying numbers in a person problem မှာဆိုလို့ရှိရင် तू အပိုင်းသုံးခုခွဲထားတယ်ပေါ့နော်ပထမဆုံးတစ်ခုက person whole နဲ့ part ကိုခွဲထားပါတယ်ဥပမာအနေနဲ့ဆိုရင်25%ကကြတော့ person အနေနဲ့ရေးလို့ရပြီးတော့200ကတော့ whole ဖြစ်ပါတယ်အာ50ကကြတော့ part အပိုင်းမှာပါမှာဖြစ်ပါတယ် solving person problems by using proportion မှာကြတော့အာ person proportion formula က part by whole equal person by 100အာဘေးမှာဆိုရင် example ကိုအဲ့ဒီ formula အစားထုတ်ပြီး တွေ့ပြီးထားပါတယ် next slide please အာ person increase and person decrease မှာဆိုလို့ရှိရင် person တွေညော့လာဒေါ်လာဆိုတာပထမဆုံးအနေနဲ့အရင်ကြည့်ရမယ်ပေါ့နော်အဲတကယ်လို့ increase ဖြစ်တယ်ဆိုလို့ရှိရင်တော့ pound ပေးရပြီးတော့ decrease ဖြစ်တယ်ဆိုရင်တော့နှုတ်ပေးရမှာဖြစ်ပါတယ်။ hold ကတော့ increase နဲ့ decrease အ decrease မလုပ်ခင်မှာစတာတဲ့ value တစ်ခုဖြစ်ပါတယ်။ part ဆိုတာကကြတော့ increase ဖြစ်လာတာနဲ့ decrease ဖြစ်လာတဲ့အပိုင်းဖြစ်ပါတယ်။ example အနေနဲ့ဆိုလို့ရှိရင်2013မှာအကျောင်းသားအယောက်90 900ရှိရပေါ့နော်။အဲ့ဒီမှာ2013နဲ့2014အတွင်းမှာ900ခန့်တိုးလာတယ်ဆိုတော့ဒုတိယနှစ်မှာအကျောင်းသားဗဏ္ဍာရောက်ကစရင်သွင်းထားလဲဆိုတာကိုသိကျင်တာဖြစ်တဲ့အတွက် new hold ကိုအရင်ရှာရမယ်။အရင်ရှာပြီးတော့ရလာတဲ့ part နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်။ next slide please uh credit and license ပေါ့နော်ဟို content အနေနဲ့ကတော့ဒီခေတ်မှာဆိုလို့ရှင်ကြီးကြီးအတွက်အရေးပါတဲ့ဒီ ratio တွေ proportions တွေ uh percentage တွေကိုပြောပြပေးထားရပေါ့နော်စနစ်တကျနဲ့လေ့လာဖို့အတွက်လဲ problem solving uh solving တွေဖြစ်တဲ့ basic rules တွေ unit rates တွေနဲ့အချိုးညီရာတွေကိုလည်းဖော်ပြပေးထားပါတယ် solving percentage problems တွေလို့ real world မှာအသုံးဝင်တာတွေကိုလည်းတရားထည့်ထားပေးပါတယ်အားသာချက်အနေနဲ့ကတော့ဒီ chapter မှာနားလည်ရလွယ်ပြီးတော့ဒီသမဂိမ်းတွေအပိုင်းဂိမ်းတွေနဲ့ရာခိုင်နှုန်းတွေကိုလည်းတရားချ တ်ဆက်ပေးထားရပေါ့เนาะအဓိကပေးထားတဲ့ခေါင်းစဉ်တွေ bullet points တွေနဲ့အာ bullet points တွေကလည်းထည့်ထားတဲ့ပုံလေးတွေကောပေါ့เนาะနားလည်မို့ပို့ပြီးတော့လွယ်ကူစေပါတယ်အာ areas for improvement အပိုင်းမှာဆိုရင်တော့ဒီ real world example ဖြစ်တဲ့ဈေးဝယ်ရင်သုံးတဲ့ discount တွေပေါ့เนาะဟင်းချက်တွေသုံးတဲ့အချိုးအစားတွေကိုတိကျရှင်းလင်းပြောပြပေးထားတယ်အဲ concept တွေကိုနားလည်အောင်လို့လည်း exercise တွေကိုလည်းတိကျထည့်ထားပေးတယ်နောက်တစ်ခုအနေနဲ့ diagram တွေဈေးရည်နဲ့တချင်တစ်ဆင့်ညင်ပြထားပြီး example တွေလည်းတိကျထည့်ထားပေးရပေါ့เนาะ next slide please အာ conclusion conclusion မိုင်းမှာတော့ ratios တွေ proportions တွေ percentage တွေကဒီအကိုရီးယားနေဆင်ဘဝမှာနေဆင်ဘဝမှာပေါ့နော်နိုင်ရှင်နာတွေတက်ချက်တာတွေမှာအရေးပါတဲ့ concept တစ်ခုဖြစ်တယ်ဆိုတာကိုသိလိုက်ရရပေါ့နော် ratios တွေကတော့နှစ်ခုနဲ့နှစ်ခုထပ်ပိုတဲ့တန်ဖိုးတွေကိုနိုင်ရှင်နဲ့ ratio နဲ့နေရာမှာတုံးတယ် proportion ကကျတော့ ratio နှစ်ခုကြားကတူညီမှုကိုဖော်ပြရပဲဖြစ်ပါတယ် percentage ဆိုတာကကျတော့တရာပိုင်းမှာ तू က part ဘယ်လောက်ဘယ်နှပိုင်းပါလဲဆိုတဲ့ဟာကိုဖော်ပြပေးရပဲဖြစ်ပါတယ်အဲအဲ့ဒီမှာဆိုရင် discount တွေ strategist ဘာသာရပ်တွေနဲ့ငွေကြေးတက်ချက်မှုတွေမှာဆိုရင် percent ကိုအသုံးပြပါတယ်ဒီ concept တွေကိုနားလည်ထားရတဲ့အမြပေါ့နော်အဲ GDP ဖြည့်ဆို့မယ်ဆိုလို့ရှိရင်အဲ အဖြစ်ဆိုဖို့အတွက်ဒီမကဘူးဈေးဝယ်တဲ့နေရာတွေမှာပေါ့နော်လက်တွေ့အသုံးချလို့ရတယ်ဟင်းချက်တဲ့နေရာတွေငွေကြေးစီမံခန့်ခွဲမှုနေရာတွေပါအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာကိုဖော်ပြပေးထားပါတယ်အာနောက်ဆုံးအနေနဲ့ဒီသင်ကန်းဆောင်မှာကြွမ်းကျင်ထားလို့ရှိရင်သင်ချာနဲ့ဆိုင်တဲ့အတွေ့အခေါ်တွေနဲ့ reward တွက်ချက်မှုတွေမှာပို့ပြီးတော့ကျောင်းသားတွေအတွက်လည်းကူသွားစေမှာဖြစ်ပါတယ် next slide please အခုတော့ဟို chapter 7 presentation လေးရပြီးသွားပြီပေါ့နော်မိကျင်နဲ့တိကျင်နဲ့မိကုန်းလေးရှင်မိလို့ရပါတယ်ရှင် ဒီကိုမေးမဲ့သူညာပြစ်စမ်းလေးထောင်မေးဖို့ညာမေးလို့ရပါမယ်ဒီမှာဆိုမိုးဆက်မေးကိုမေးလို့ရပါပြီဟုတ်ကဲ့ပြအဲ့အခုရှင်းသွားတဲ့အခါမှာပေါ့နော် critical analysis မှာရှင်းပြသွားတယ် area of improvement ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်းသွားတဲ့အချက်တစ်ချက်ပေါ့ ပြောသွားတဲ့ခါမှာကျတော့ထည့်ပေးထားတယ်ပေါ့နော်အဲ့လိုသဘောမျိုးပြောသွားနေမယ်ရေးထားတဲ့ခါမှာကျတော့ area of improvement ပေါ့အဲ့တော့အဲ့ဒါကိုသိပြီးတော့နားမလည်ဘူးနည်းနည်းပြန်ရှင်းပြလို့ရမလားဟုတ်ကဲ့အော်ဘယ်တစ်ချက်ကပိုနားမလည်စေရလဲမသိဘူးဒီအောက်က area of improve areas for improvement ဆိုတဲ့အပိုင်းပေါ့နော်ဟိုကျွန်တော်နားလည်တလို့ဆိုရင်ဒါက ဘယ်ဟာကပိုပြောင်းမွေးလိုက်ပို့ပြီးတော့ကောင်းစီမလဲဆိုတဲ့အထိပ္ပယ်မျိုးလည်းလုံးထင်းနေဒါပေမဲ့ရေးတာပြောသွားတဲ့ခါမှကျတော့သူကလုတ်ပေးပြီးသားလို့သဘောမျိုးကြီးပဲပြောသွားတယ်ပေါ့နော်အဲ့ဒါ ဆိုတော့ဒီမှာပြောချင်တာလည်းမသိဘူးဗျာကျွန်တော်အဲ့ဒါနားမလည်ဘူးဟုတ်ကဲ့အဲ့ဒီကျွန်တော် improvement အပိုင်းမှာအာဒီဟိုကပြောထည့်ထားပေးတဲ့ဟာကကြတော့ပေါ့နော်သူသူ့ရဲ့ chapter မှာဘလို့တခြားရှင်းရှင်းလင်းလင်းနားလည်နိုင်တဲ့အာ improvement အတွက်ပို့ပြီးတော့ improvement အတွက်ပဲအပိုင်းတွေကပို့ပြီး improvement ဖြစ်စီလဲဆိုရဲဟာမျိုးကိုအဓိကထည့်ထားပေးရဖြစ်တဲ့အတွက်အဲ့လိုအဲ့ဒါမျိုးတွေပဲထည့်ထားပေးရပါဒီဥမာနဲ့ဆို diagram နဲ့ charts တွေနဲ့ example တွေဖော်ပြပေးထားရဲဆိုတဲ့ဟာမျိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးထည့်ထားပေးရပါ Okay, Bảo Vy ạ. Đi từ Bảo Vy ကိုစုံစမ်းမေးဖို့မေးလို့ရပါပြီโอเคဆရာ slide 7လေးတစ်ချက်တော်ပြပါ slide 7အော်အဲ့မှာလေးပါလေ equivalent ratio ကိုတိတ်နားမလဲလို့နည်းလားပြအကြံပြုလို့ဖြစ်ရှင်းပြပြပါ ောက်ကင်ရပါတယ်ဟိုက equivalent ratio ဆိုတာကတော့အချိုးညီရဲ့ဒီအချိုးဒီဘာလဲအချိုးညီရဲ့ဒီ ratio စီကိုပြောတာဖြစ်တယ်ပေါ့နော်အဓိကကတော့2ရဲ့ value value နဲ့ uh, 2 ratios ကိုပြရတာဖြစ်တယ်ပြောရမယ်ဆိုအဲ့မှာဆိုရင်100 by 500ပေါ့နော်အဲ့မှာဆိုလို့ရှိရင်100 by 500ကို10 by 50နဲ့လည်းရေးလို့ရတယ်1 by 5နဲ့လည်းရေးလို့ရတယ်2 by 10နဲ့လည်းရေးလို့ရတယ်အဓိကကတော့သူ့ကိုကျင်းလို့ရသလောက်ကျင်းလိုက်တာပေါ့နော် equivalent ratios အနေနဲ့ဟုတ်ကဲ့ ်ဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျာကျေးဇူးပါကောင်းကဲ့ဆောမေးဖို့မိမိရဟိုကဆရာ slide number 30လေးဆက်တော့ကြောက်ပြပါဗျအာ slide number 30မှာပေါ့လေဒီဟိုပါလေ percent ကို decimal အနေနဲ့ရေးမယ်ဆိုရင်ပေါ့နော်ဘယ်လိုမျိုးရေးပေးရမလဲပြအဲ့ချက်လိုက်ပြန်ရှင်းပြပေးလို့ရတယ်မရှင်းရတာဒီပါ ဟုတ်ဟုတ်ဒီဒီဟုတ်အော် passing ကို taxi မှာအနေနဲ့ရေးမယ်ဆိုလို့ရှိရင်အာဒီ7%ဥပမာဆိုအောက်မှာပြပေးထားရပေါ့နော်7%မှာဆိုရင်အာသူ့ကို100ပိုင်းကြီး100 can be a 100နဲ့စားပေးလိုက်မယ်ဆိုလို့ရှိရင်ဘေးက taxi မှာအနေနဲ့ထွက်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် มีก็มีเป็นตุ๊ชีมีเซนทอง 我今天对没国美容院。嗯，过路线是来的才大约表啊。OK。 是。啊，第美国，我看没大概 P V Y P V。呃，Conclusion by myself，呃 r a e i o of p r o p o r t i n percentage，呃，呃，Nothing m o r i 嘛，哦，担心多少的呃。 ဟိုအရေးပါတဲ့ concept တွေကိုထည့်ပြောထည့်ထည့်ထည့်ရေးသွားပါတယ်ပြီးတော့ ratio ratio တွေနဲ့အဲ ratio တွေကတော့ဟိုနှစ်ခုအနှစ်ခုထပ်ပို့တဲ့တန်မိုးတွေနှိုင်းရှင်တဲ့အခါမှာတုံးတယ်ပြီးတော့ proportion တွေကတော့ ratio နှစ်ခုကြားတွေကတူညီတူညီတာတွေကိုအပြတာဖြစ်တော့ဗောပြီးတော့ percent percent ဆိုတာကတော့100ပိုင်းမှာအဘယ်နှပိုင်းရှိလဲဆိုတာကိုဖော်ပြပေးထားဖော်ပြပေးထားပါတယ်ပြီးတော့ discount တွေအ discount တွေ စတက်စတစ်အဲ့အဲ့ဒါကြီးဘာသာရွက်တွေကိုငွေကြေးတက်ချက်မှုတွေကိုအသုံးပြုတာပြုတယ်ဆိုတာကိုဖော်ပြသွားပါတယ်ဒီ concept မှာဆိုရင်ဒီ concept မှာဆိုရင်နားနားလဲနိုင်ဟိုနားလဲထားတဲ့ဟို GDP တင်ချဖြည့်ဆို့ဖြည့်ဆို့ဖို့အတွက်အတွက်အတွက်တွေမကောက်ဘူးဗောနော်အဲဈေးဝယ်ထွက်တဲ့နေရာမှာဟင်းချက်တဲ့နေရာတွေမှာငွေကြေးစီမံခန့်ဝယ်တဲ့နေရာမှာလည်းအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာကိုသိရတယ်ဗောနော်အဲ့တော့ဒီခန်းအဲဒီခန်းမှာဆိုရင်ဟိုဟာဗာလဲကြွချင်း င်ချာနဲ့ဆိုင်ရာကျွမ်းကျင်ထားမယ်ဆိုရင် real world တွက်ချက်မှုမှာလည်းပုံမလွယ်ကူစေရဆိုပြီးတော့အာဖော်ပြထားပါတယ်နော်ဟုတ်ကြီးစုပါအဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်